ဝဘမှုတွေဘလူးပဲရှိရှိကုပုံစံနဲ့ကိုပဲဆက်ကစားမယ်ဆိုတဲ့ဘရူနိုဖာနန်ဒက်ယူနိုက်တက်တင်းအောင်ဆောင်ဘရူနိုဖာနန်ဒက်ကကုပုံစံနဲ့ကိုပဲဆက်ကစားသွားမယ်လို့ပြောကြကဝဘမှုများကိုတုတ်ပြန်လာခဲ့ပါတယ်ဖာနန်ဒက်ကတနင်္ဂနွေနေ့ညတော့ကကစားခဲ့တဲ့လက်စတာကိုသုံးခုကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာတပတ်တွင်၅ခုမြောက်တွင်ကိုကိုသွင်းယူနိုင်ခဲ့ပါတယ်သူကအာဆင်နယ်နဲ့တဘောတီတီးကြားခဲ့တဲ့ပွဲမှာဂိုးသွင်းခဲ့တယ်လို့ဂျာယတ်တုံးက Real Sociedad ကို၄ခု၃ခုနဲ့နိုင်ရတဲ့ပွဲမှာလည်း hat-trick သွင်းယူပြီးနောက်လက်စတာနဲ့ပွဲမှာကိုယ်တိုင်ဂိုးသွင်းခဲ့တယ်လို့ကိုပန်နီမှုနဲ့ချိန်လည်းပြုတ်လုပ်နိုင်ခဲ့ပါတယ်ဖာနန်ဒက်ဟာ ကြံသိပြီးတော့ကအတင်းကောင်းဆောင်ဟောရိုင်းကင်းရဲ့ဝေဖန်ကြီးခံခဲ့ရသူဖြစ်ပါတယ်ပြီးခဲ့တဲ့လတုန်းကရိုင်းကင်းကဖန်နန်တက်မှာလုံလောက်တဲ့ပါရမီမရှိကြောင်းပြောဆိုခဲ့ပူပါတယ်ဒါပေမဲ့ဖန်နန်တက်ဟာအခုရဒီမှာ16ကိုသွင်းပြီး15ကြိမ်အထိဖန်တီထားနိုင်ပါတယ်အသက်30ရှိပြီဖြစ်တဲ့ပေါ်တူဂီလက်ရွေးချင်ဟာကိုနီကိုဟန်နဲ့ပဲဆက်လုပ်သွားမယ်ကိုအကြောင်းမကောင်းကြားရတာကတော့မကောင်းဘူးပေါ့ဗျာဒါပေမဲ့တစ်ချိန်တည်းမှာပဲဒါကကိုကိုကိုတွန်းအားဖြစ်စေပါတယ်လူကကိုဘက်ကအများကြီးပိုကောင်းအောင်လုပ်ရအောင်မယ်လို့မြင်နေကြတယ်လူပြောတာနဲ့ပတ်သက်ပြီးအပြူသဘောဆောင်တဲ့နားလည်မှုရှိဖို့လိုပါတယ် တိုးတက်သည့်ဖြစ်ဖြစ်မတိုးတက်သည့်ဖြစ်ဖြစ် ranking ပေါ်မှာတော့ကျွန်တော်ဘက်ကကြီးမားတဲ့လေးသားသမုရှိထားပြီးသားပါကျွန်တော်ကလည်းလူတိုင်းအကျင့်မလုံနိုင်ပါဘူးသူတို့ပြောသလိုမနေနိုင်ပါဘူးလူတိုင်းရဲ့အမြင်ပေါ်လေးစားတယ် ranking ပေါ်လေးစားတယ်လက်လင်းလက်ခံပါတယ်ကျွန်တော်ပွဲကျွန်တော်ကောင်းဆောင်မှုတပွားလုံးလောက်လာတဲ့အရာတွေတိုးတက်အောင်လုပ်ရပါမယ်လို့ပြောကြားသွားခဲ့ပါတယ်ဖန်နန်ဒက်ဟာ2020ခုနှစ်ဖေဖော်ဝါရီလမှာ United ကိုပြောင်းရွှေ့လာပြီးနောက်ဖန်နီးမှုအကျင့်80အထိပြုလုပ်ထားနိုင်ကအဲ့ဒီကာလအတွင်းအိုရောဘတ်ထိပ်သည့်လီဂျီ၅ခုအတွင်းမှာကေဗင်ဒီပရန့်အကျဉ်း60ဘီလီယံအများဆုံးဖန်တီးထားနိုင်သူဖြစ်ရည်တည်နေပါတယ်။ Okay, a day, a mother to